ဟယ်လိုအားလုံးဝမင်္ဂလာပါယူနိုက်တက်ရှိုးကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ကဂျွန်လာ2ရက်နေ့ရဲ့နောက်ဆုံးရထားတဲ့မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်တဲ့အပြောင်းရွှေ့တွေအကြောင်းကိုကျွန်တော်ဆွေးနွေးသွားပါမယ်ဒီထဲမှာတော့အသင်းနဲ့ပတ်သက်တဲ့အပြောင်းရွှေ့တွေအပြင်တခြားစိတ်ဝင်စားဖို့ကောင်းတဲ့အရာလေးတွေဘာတွေပါလာမလဲကျွန်တော်ကြည့်မယ်ပေါ့လေဒါအပြင်ကျွန်တော်အနေနဲ့ comment လေးတွေမှာလည်းကျွန်တော်ဆွေးနွေးကြမယ်ပေါ့လေဆိုတော့မင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါဆက်သွားမင်္ဂလာပါဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီအသင်းရဲ့အသင်းနဲ့ပတ်သက်တဲ့အပြောင်းရွှေ့ကိုကျွန်တော်ကြည့်ရင် ရက်စမတ်ဝိုင်လန်ပေါ့ဗောနော်ဆိုတော့ချန်ပီယံစ်လိဂ်မှာဒုတိယနေ့ဒါကျွန်တော်တို့နေရာပြီးခဲ့တဲ့ဗောနော်ဒါအင်တာမီလန်ကလာမယ့်နေရာဒီအပြောင်းအရွှေ့ဒီနေရာဒီအပြောင်းအရွှေ့မှာမန်ချက်စတာယူနိုက်တက်ရဲ့တိုက်စစ်မှုရက်စမတ်ဝိုင်လန်ကိုဦးစားပေးခေါ်ယူမှုပြစ်မှတ်ပြစ်သူတို့ကခေါ်ယူလိုနေတယ်အင်တာမီလန်ရဲ့ဘက်ကတော့သူတို့ရဲ့တော်တော်ကိုကောင်းတဲ့ယာတီတစ်ခုဆိုပြီးမဲ့လည်းလို့အောင်မြင်မှုနဲ့ပြတ်သက်ပြီးတော့ကြည့်ရင်စိတ်ပြည့်စရာယာတီတစ်ခုပေါ့နော်ကြုံခဲ့ရပြီးတဲ့နောက်မှာ တိုက်စစ်အင်အားကိုထပ်ပြီးတော့ဖြည့်တင်းလိုနေတဲ့ Resman Whiteland ကိုလည်းအပြည့်သက်ဝေဝင်းပါတဲ့အငှားတရာသည့်စာချုပ်နဲ့ခေါ်ယူဖို့လဲကျူးပန်းလာနိုင်ပွဲရှိတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဆိုတော့အရင်ဆုံးတော့ Inter Milan ရဲ့ဘက်ကဒီအငှားနဲ့အရင်ခေါ်ခြင်းတဲ့သဘောပါအငှားစာချုပ်ပြီးပြီဆိုမှသူတို့အနေနဲ့အပြည့်သက်ဝယ်ယူဖို့ကြိုးပမ်းမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ Resmel Whiteland ကိုကျွန်တော်တို့ Inter ကလိုချင်တယ်ဒီနေရာမှာ ရက်စမာဟွိုင်းလန်နဲ့ပတ်သက်လို့ရှိရင်တို့အင်တာမီလန်မှမဟုတ်ဘူးအီတလီကလပ်တွေတော်တော်များများကသတင်းကျွန်တော်တို့ထွက်တယ်เนาะအီတလီကလပ်တွေတော်တော်များများကျွန်တော်တို့သတင်းထွက်တယ်ဒါပေမဲ့လို့လက်ရှိသူကိုအမှန်ကန်ခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့တကယ်ထိရောက်တဲ့ကလန့်မှုတွေလုပ်နေတဲ့ကလပ်တွေကျွန်တော်မတွေ့ရသေးဘူးဒီနေရာမှာဗျဟိုဒီတိုင်းပဲသတင်းတွေလွှင့်သလားပေါ့တကယ်ပဲလားဆိုတာနည်းနည်းတော့ပြောဝါခက်တယ်ဘာလို့လဲဆိုတော့စဉ်းစားကြည့်နော်အင်တာမီလန်လိုအသင်းမျိုးကကျွန်တော်တို့အနေနဲ့ဒီ ဖလားပြိုင်ပွဲတွေအားလုံးကိုဒုတိယနဲ့ပဲသူတို့ယာယီသိမ်းခဲ့ရတယ်။တော့အောင်မြင်မှုမရခဲ့ဘူးလို့ပြောရမှာပေါ့ဗျာ။နော်တကယ်ကောင်းတဲ့ယာယီတစ်ခုကြုံခဲ့ရတယ်။ဒါပေမဲ့အောင်မြင်မှုတော့မရခဲ့ဘူး။လက်တကန်းအလုံးမှာပဲသူတို့လက်လွတ်လျရတယ်။ဆိုတော့သူတို့တိုက်စစ်ကိုအားဖြည့်ခြင်းနဲ့ဆိုတော့အင်တာမီလန်ဟာဘလို့ကစားမမျိုးတွေကိုအားဖြည့်မလဲ။အောင်မြင်မှုတွေနဲ့ပို့ပြီးတော့နီးကပ်လာအောင်လုပ်ပေးနိုင်မဲ့ကစားမတွေကိုပဲအားဖြည့်မှာ။ပြီးရက်စမတ်ကိုခေါ်လို့မင်းကောင်းလာမှာမဟုတ်တာ။လက်ရှိပုံစံရဆိုရင်ပြောတာရှင်းရှင်းလေးရဗျာ။နော်ရက်စမတ်ဟွိုင်းလန်ကိုခေါ်လို့အင်တာမီလန်ဟာ Champions League Final မှာပို့ပြီးတော့ကောင်းလာခဲ့တဲ့အသင်မျိုးဖြစ်သွားမှာမဟုတ်ဘူး။ဒါကြောင့်ဘောနတိုင်းစစ်ကိုအားပြခြင်းနေဆိုတဲ့နေရာမှာလည်း Inter Milan အသင်လိုအသင်မျိုးမှာ Lautaro Martinez တို့ Marcus Thuram တို့လိုကစားသမားတွေရှိနေပြီးသားရှိနေပြီးသားဆိုတော့ Marcus Thuram ထက်လည်း Rasmus ဟာပိုကောင်းတဲ့ကစားသမားဟုတ်မနေဘူး။ Lautaro Martinez ထက်လည်းပိုကောင်းတဲ့ကစားသမားဟုတ်မနေဘူး။ဆိုတော့ Inter ကဘာကိစ္စနဲ့မြန်လက်ရှိကစားသမားတွေတဲ့ပိုကောင်းတဲ့သူမဟုတ်တဲ့သူကို ဒီတယ်မလားနော်ကျွန်တော်စိတ်ပျက်စရာရာသီတစ်ခုကြုံခဲ့ရအပြီးမှာအားဖြည့်ဖို့အတွက်အမှန်ကန်ဦးစားပေးပြစ်မှတ်ပြစ်ကျွန်တော်ကြိုးပမ်းမလဲအကယ်လို့ခေါ်ရင်တော့ကောင်းတာပေါ့ကောင်းတာပေါ့နော်မင်းငါတို့ကငွေလိုနေတာမင်းခေါ်ကြိုက်တဲ့လူကိုခေါ်ဟုတ်တယ်မလားနော်ခေါ်ပြီးရင်ငါတို့ကပြန်အစားထိုးမယ်ဒါဒါပဲကျွန်တော်ကြိုးပမ်းနေတာအခု Resmat Solution နဲ့ပဲဒီတိုင်းပဲ Manchester United က Resmat ကိုရောင်းပြီးတော့ပူကောင်းတဲ့ကစားမတယောက်နဲ့ကျွန်တော်ပြန်အစားထိုးချင်နေတာအကယ်လို့ Inter လိုချင်တဲ့ပါဆိုခေါ်ပြဿနာမရှိဘူးကောင်းတော့ကောင်းသေးတယ်ဒါပေမဲ့လို့ပဲနည်းနည်း logic ကြကြစဉ်းစားကြည့်တာပေါ့ဗျာဒီလား လို့နော်ဟိုဘာကိစ္စနဲ့မြခေါ်ခြင်းမလဲဗျာကျွန်တော်ပြောချင်တာလေဟိုအအရင်လူစင်းအတွက်ပါလို့ပြောနေရအောင်ကလေသူတို့မှာကတယ်ရီမီတို့လိုကစားမားတွေပါရှိတယ်နော်တယ်ရီမီတို့လိုကစားမားတွေရှိတယ်မားကတ်စတူဒန့်ရှိတယ်ကျွန်တော်လည်းရှိလော်တာရိုမာရီနဲ့ရှိတယ်ဘာကိစ္စနဲ့ရက်စမတ်ကိုလိုချင်မလဲဒီတော့ထားပါတော့နာပိုလီရဲ့ဘက်ကလိုချင်တယ်နော်တခြားကျွန်တော်တခြားအသင်းရဲ့ဘက်ကလိုချင်တယ်အိုကေထားအောင်တော့ဒါပေမဲ့ဗျာအင်တာမီလန်မှာတိုက်စစ်၃ရောင်းလောက်ထိကျွန်တော်ရှိနေတာ physicality ရလည်း လက်ရှိ Resmus တပူကောင်းနေရည်သွေးပိုင်းရလဲ Resmus တပူပြီးတော့ကောင်းနေသူတို့သူတို့တိုက်စစ်မှာ၄ယောက်ကြီးသူတို့ဘလို့လို့ပြီးတော့ဟာဖြစ်မလဲเนาะတကယ်ကောင်းနေကစားမားတွေကြီးပဲဆိုရင်ထားအောင်တော့ဗျာဒါကြောင့်ဗောနော Inter အနေနဲ့သူတို့ Resmus Whiteland ကိုအားဖြည့်လိုက်လို့ပူပြီးတော့ကောင်းလာမယ့်အသည့်မျိုးကျွန်တော်မဟုတ်နေဘူး Resmus တပူကောင်းနေကစားမားကိုပဲသူတို့ခေါ်ဖို့ကြိုးပမ်းမှာဒါကြောင့် Resmus Whiteland နဲ့ Inter Milan ရဲ့ဂျားတွေကတည်င်းတွေကနည်းနည်းတော့တန်တရားရှိဖို့ကောင်းတာဗျာ ကိုတင်းဘက်ကလည်းတိုက်စစ်မှုလိုနေတာရဲ့ resmas ကိုရောင်းချခြင်းနေတာရင်းနဲ့ပေါ့နော်တရင်နေထွက်လာတာလည်းဖြစ်ကောင်းဖြစ်မှာပေါ့လေဒါဆိုလည်းပဲ entire ဘက်ကအမှန်ကန်ခေါ်မယ်ဆိုလို့ရှိရင်တော့သူတို့အင်းရောက်မှကောင်းရင်လည်းကောင်းသွားမှာပေါ့ဗျာအတန္တနာမှာ तू ကောင်းခဲ့တယ်လို့ပေါ့ဟုတ်တယ်မလားနော်ကိုတင်းမှာကကစားမားတိုင်းကစုပ်ပြက်နေတာသူများအင်းနေရောက်လို့ရှိရင်ကောင်းနေကြပဲမလားအဲ့တော့သူများတင်းရောက်သွားမှာပို့ပြီးတော့ကောင်းကျင်လေကောင်းသွားမှာပေါ့လေဘယ်သူပြောလို့ရမလဲတက်အပ်တော်လေနော်ဆိုတော့ဆောင်းတော့ကျွန်တော်ကြည့်ရပါမယ်ဒါပေမဲ့လို့တေးကြတာတခုကတော့ Resma Whiteland ကို Inter Milan ခေါ်ဝူကျူးပန်းနာတွေကအတိုင်းအတာတစ်ခုတည်းတော့ကျွန်တော်တို့ဒါစောင့်ကြည့်တင်သေးတယ်လို့ကျွန်တော်ထင်တယ်။ရည်ကြီးမှာရည်ကြီးပြတ်ပေါ့နော်ကျွန်တော်တို့ဒါပြောလို့ရတာမျိုးကျွန်တော်မရှိသေးဘူး။တေချာတာတစ်ခုကတော့ Whiteland ကိုလိုချင်တဲ့အသင်းရှိတယ်ပူကောင်းနေပဲ။ကိုရီးယားလက်လွတ်ချင်နေတာဆိုတော့နော်။ညီကတို့အနေနဲ့ရောဘယ်လိုမြင်ကြလဲ Resma Whiteland တို့ဘာလို့နဲ့ပတ်သက်ပြီးတော့ကျွန်တော် Inter Milan တို့ကအမှန်ကန်ခေါ်ဖို့ကျူးပန်းလာမှာကိုညီကတို့မြင်ကြလား။နော်တကယ်ကျူးပန်းလာနိုင်မယ်လို့ကျွန်တော်ထင်ကြတာနော်။ဆွေးနွေးကြပါဦး။ အတင်းကိုအပီးရတာလေတဲ့မျက်နာကိုငယ်နေရပြီဗျာတဲ့တခြားဘယ်တင်းနဲ့ပဲတူတူရှုံးမလာမသိဘူးဆိုတဲ့စိတ်ကြီးနေပဲကြည်နေရတယ်တဲ့နော်အိုကေအပြောင်းရွှေ့ကြောင်းကျွန်တော်ပြောနေတဲ့ချိန်မှာအရာဒီလောလောတဲ့စိတ်မဝင်စားသေးပါဘူးဆက်သမားကြီးနော်အဲ့လိုအခြေအနေတွေကိုကျွန်တော်တို့ကပယ်ဖျက်ဖို့အတွက်ပူကောင်းတဲ့ကလပ်တင်းတစ်ခုပြောင်းကျွန်တော်တို့ကျူးပန်းနေတဲ့ချိန်မှာအပြောင်းရွှေ့ကအပြောင်းရွှေ့ကြောင်းမင်းကျွန်တော်ပြောတာပူကောင်းနေနော်ဘောလုံးပွဲတွေမရှိတော့တမျိုးကြီးပါအိုကေမင်္ဂလာပါအိုကေပါမင်္ဂလာပါညာနောက်ကန်ကစားမလူနေတာကိုတဲ့ဘာလို့ဟာကီမီကိုမခေါ်တာလဲစဉ်းစားလို့မရဘူးတဲ့နော်โอเค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 နော် โอเคအတင်းမာတဲ့ဝင်းဘက်ကစားမားတွေနော်အစားထိုးဖို့လိုတယ်လို့ထင်တယ်တဲ့နော်โอเคပါ Resman White Line ကြီးပြားတဲ့ဘာပဲဖြစ်ဖြစ်ဘသူတွက်ပဲဖြစ်ဖြစ်တဲ့နော်အမြင်ရောင်းထွက်လီကောင်းလီပဲတဲ့ကီပါကတဲ့ Martinez နဲ့သတင်းထွက်နေတာတွေကြီးတယ်နော်လက်ရှိချိန်ကြီးတော့ကျွန်တော်ကတော့ Imi Martinez နဲ့ Manchester United ရဲ့ဂျားထဲမှာကျွန်တော်အနေနဲ့ဒီဘာသတင်းမှန်ကျွန်တော်မကြားဘူးဘာသတင်းမှန်ကျွန်တော်မကြားဘူးပေါ့နော်ဘာသတင်းမှန်ကျွန်တော်မကြားဘူးဆိုတော့ ချင်းဒီကကိုအင်းမှာဂူသူမားကတိတ်ပြီးတော့လက်တွေ့ကြကြစဉ်းစားရရင်ပေါ့နော်ဂူသူမားကကျွန်တော်အင်းနဲ့ဒီပြောင်းလိမ့်မယ်လို့ကျွန်တော်တော့မထင်ဘူးဗျာတိုက်စစ်မှုနောက်ထပ်နံပါတ်နေရိုနံပါတ်10တယောက်ခေါ်ဖို့လုပ်နေတာကွင်းလင်တယောက်အစားထိုးတာနဲ့ဆိုလို့ရှိရင်တည်ကြတယ်ကျွန်တော်အင်းနဲ့ဂူသူမားတော့အပြောင်းလဲလုပ်လိမ့်မယ်လို့ကျွန်တော်တော့မထင်ဘူးဂူသူမားအပြောင်းလဲလုပ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော် ။ဦးနနာကလည်းပြားတယ်ပြန်ထည့်ပေးလိုက်တဲ့အင်တာမီလန်ကိုကြာလို့တယ်မဟုတ်။အင်တာရောက်တဲ့ကောင်းရင်ကောင်းသွားမှာပဲလေ။ဒီနီးပြဒီအသင်းနဲ့ဒီဦးနနာပဲကောင်းလာတာပဲသူတို့အသင်းမှာ။ကိုအသင်းမို့လို့သာတိုင်ပတ်ရင်ပတ်နေတာနော်။သူများအသင်းရောက်သလိုရှိရင်နော်ကျွန်တော်ကောင်းသွားမှာပဲနော်။ဂူသမားလည်းအားဖြည့်မှရမယ်ပြားတယ်အသင်းမှာအချင်းကြီးမကောင်းဘူးဒီဂူသမားနဲ့ဆိုရင်နော်။အဲဗီတာဂူဂရက်ကဘယ်အသင်းကိုပြောင်းပြစ်လောက်မလဲကျွန်တော်မသိပါဘူးเนาะမသိပါဘူးဆရာသမားကြီးအသင်းကပြားတဲ့လူဘိုးကြီးရောင်းပြီးတော့ကစားမ71ရောက်တော့ကိုဝယ်မရမှာတယ်เนาะအဲဆရာသမားကြီးပြဿနာက เนาะကျွန်တော်ဖီဘာတို့ဘာတို့ဗောနော်ဘောလုံးဂိမ်းမဟုတ်တော့လဲဘသူမှန်းတော့အဲ့လိုကြီးပြောင်းလို့တော့ကျွန်တော်မရဘူးပေါ့လေကိုသိန်းကရောင်းကျင်နေဆိုရင်တော့မှကိုသိန်းရဲ့ကစားမကိုခေါ်မဲ့သူကျွန်တော်ရှိတော့မှကျွန်တော်ရမှာเนาะရောင်းလို့ရမှာမဟုတ်ရင်ဘာမှလုပ်ရမှာမဟုတ်ဘူး Rashbo Anthony Casemiro Rashma Highland Ghana ချိုးတဲ့အတင်းကနေတော့ဘယ်နှစ်ယောက်လောက်ထွက်သွားနိုင်လဲတဲ့ကျွန်တော်ကတော့ Casemiro ကတော့ဆက်ပြီးတော့ရှိလိမ့်အောင်မယ်လို့ကျွန်တော်ထင်တယ်နှစ်ချက်ရှိတယ်နံပါတ်1လက်ရှိအချိန်ထိ Casemiro နဲ့ပတ်သက်လို့ခေါ်ဖို့ဆိုပြီးတော့တရားဝင်ကြိုးပမ်းလာတဲ့အတင်းမရှိသေးဘူး ်ဘယ်အသင်းမှန်လဲတည်င်းထူးထူးခြားခြားမထွက်ဘူးနံပါတ်2လက်ရှိကွန်းလေကစားမခေါ်ဖို့ဘာတည်င်းမှန်ကျွန်တော်ထွက်မနေဘူးအသင်းကကွန်းလေကစားမတွေတည်င်းတပုတ်မှန်ထွက်မနေဘူးအဲ့တော့ကိုအသင်းမှာ Ericsson တို့ထွက်သွားတာတို့ဘာလို့ကျွန်တော်ကြည့်ရင်ကွန်းလေလူတွေကလက်ရှိပြန်အစားမထိုးပါနိုင်မင်းနဲ့ထပ်ပြီးတော့ကျွန်တော်တို့ဟိုဘယ်လိုပြောမလို့ ရောင်းလို့ကျွန်တော်မရတော့ဘူးဆိုတော့ကက်စမဲရိုကအသင်းမှာဆက်ပြီးတော့ရှိလိမ့်မယ်လို့ထင်တယ်။ရက်ရှ်ဖို့အန်တိုနီဆန်တိုစတိုရက်စမာဝိုင်လန်ကာနာချူတို့ကတော့အသင်းကနေထွက်ဖို့များတယ်။ရက်ရှ်ဖို့ဒီမဖြစ်မနေရောင်းမယ့်ကစားမှာအန်တိုနီဆန်တိုစီမဖြစ်မနေရောင်းမယ့်ကစားမှာဝိုင်လန်ဒီဝိုင်လန်ကတော့အခြေအနေမကောင်းရင်ဆက်ရှိကောင်းရှိလိမ့်မယ်။ကာနာချူဒီမဖြစ်မနေရောင်းမယ့်ကစားမှာဆိုတော့ဝိုင်လန်နဲ့ကက်စမဲရိုပဲကျွန်တော်ဆက်ပြီးတော့ရှိနိုင်တယ်ပေါ့နော်။ခေါ်လို့ရှိရင်တဲ့နော်အဲကိုကစားမအခုအစင်မပြေတဲ့ကစားမတွေပါပြန်ထည့်ပေးလိုက်ပြရတယ်နော်โอเค အင်တာတန်ကိုဦးနနာကိုကပြန်ပြန်ထည့်ပြလိုက်ပြတယ်ဒီကောင်အဆင်မပြေဘူးတယ်နော်โอเคအဲဆိုတော့နံပါတ်10ကျတော့ရေဘလို့စိတ်မဝင်စားပါဘူးဆရာသမားဘဲကောင်းဘဲကျောနံပါတ်ဘူးပဲစိတ်မဝင်စားပါဘူးဦးနနာကကျောနံပါတ်10ကောက်ဝေးလို့နေနေနော်ကျွန်တော်တို့နံပါတ်တီကိုလက်ရှိမှာအလောက်စိတ်မဝင်စားပါဘူးကျောနံပါတ်နော်ဘသူဘလောက်ပဲကျွန်တော်တို့ပေါ့ဆန်နာလန်ကဗျာတဲ့ဂျူဘယ်လင်ဂန်ကိုခေါ်စီချင်တာတဲ့အရစ်စင်နီယာကိုအစားထုတ်ဖို့တဲ့နော်ကျွန်တော်ကတော့ဗျာနော်အဲ့ဘယ်လင်ဂန်ကမင်းသူ့အကူကြောင့်နေမယ်ကြီးတယ်လို့ထင်တာပဲကျွန်တော်အဲ့ဘယ်လင်ဂန်ဘာမှတိတ်ကောင်းနေလို့ကိုမထင်ဘူးသိလား ော်အိုက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 ်ကောင်ပြောတာအိုက်အိုက်လူငယ်ပဲလင်ငယ်ကောင်ပြောတာဟိုအဓိကအကြောင်းရင်းတွေကတခုကသူ့မှာအာသာချက်တခုလို့ကျွန်တော်မြင်ရမှာပါရှိလဲဆိုတော့ physicality ပဲကျွန်တော်ရှိတယ် job ပဲလင်ငယ်ကလေနော်ကျွန်တော် real metric ကကောင်ပြောတာမဟုတ်သူ့ညီကိုပြောတာစန်းနလမ်းမှာနာမည်ကြီးနေတာလေမင်းတွားကြည့်လိုက်ဦးမင်းအော်တိုနေကအကြည့်ကြည့်တာအဲ့ဒီကောင်တွေ promotion ပွဲတွေဘာတွေမှာဆိုလို့ရှိရင်ဒါပါတော့ဗျာနော်ကျွန်တော်တို့ physicality ဘာလဲလို့ရင်ဘာမှထူးခြားပြီးကောင်းနေတာမျိုးကျွန်တော်မဟုတ်ဘူးသိတယ်မလားသူ့ကိုကြောင့်ပဲနာမည်ကြီးတယ်လို့ကျွန်တော်ထင်တာပဲ ဗီတာဂိုဂရက်စ်သားတဲ့နော်အဲနမည်သာကြီးနေတာနော်တဲ့ဘယ်အသင်းကမှလက်ရှိမှာမခေါ်သေးဘူးတဲ့နော်အခုချိန်ကြီးတော့ဂိုဂရက်စ်နဲ့ပတ်သက်လို့တရားဝင်ကန့်လန့်ထားတဲ့အသင်းတွေဆိုတဲ့သတင်းတွေကျွန်တော်တို့ပေါ့နော်ဘာမှကျွန်တော်တို့မမြင်ရသေးဘူးပေါ့နော်ဘာမှကျွန်တော်မမြင်ရသေးဘူး Okay ဆိုတော့နောက်တစ်ခုကျွန်တော်ဆက်ပြီးတော့ကျွန်တော်ကြည့်အောင်အဲနောက်တစ်ခုကတော့ကျွန်တော်တို့ဒါမီထရိုဘစ်နဲ့ပတ်သက်တဲ့သတင်းပေါ့လေနော်မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဘက်ကဗီတာဂိုဂရက်စ်ကိုကျွန်တော်အမှန်ကန်ခေါ်ဖို့အတွက်လုံးဝဦးစားပေးပြစ်မှတ်အဖြစ်ကျွန်တော်သတ်မှတ်ထားပေမဲ့လည်းလို့ပေါ့နော် မီထရိုဘစ်ကိုခေါ်ယူဖို့လဲစဉ်းစားလာကြောင်းသိရတယ်ဆိုပြီးတော့ Gcos Bank ကနေပြီးတော့ကျွန်တော် report လုပ်ထားတယ်ဒါအပြင်ကျွန်တော်တို့ဒီ Manchester United အပြင်ကိုပဲပေါ့နော် Watson တို့ Everton တို့ရဲ့ဘက်ကလည်းဒီကစားမဖြစ်သူကိုခေါ်ဖို့အတွက်စိတ်ဝင်စားနေတယ်လို့ Ehila ရဲ့ဘက်ကတော့ Metro Beach ကိုပေါင်တန်း40နဲ့ခေါ်ယူနိုင်မှာဖြစ်တယ်လို့ပြောထားတယ်ဆိုပြီးတော့ Talksport တို့เนาะကျွန်တော် Gcos Bank တို့က report လုပ်ထားတယ် ဆိုတော့အသင်းဘက်ကဒီအပြောင်းရွှေ့တာအမှန်ကန်ကျူးပန်းမယ်ဆိုရင်တော်တော်ကိုကြီးစရာကောင်းတဲ့เนาะအသင်းတသင်းဖြစ်လူများကမြင်ကြတော့မှာသိလားเนาะတော်တော်ကိုကြီးစရာကောင်းတဲ့အသင်းတသင်းဖြစ်မြင်ကြတော့မှာเนาะဟိုသူတော့ပြောရလို့ရှိရင်တော့ဗျလက်ရှိ sorry မှာတော့သူကဆုတ်ပြတ်တက်နေတဲ့ပုံစံမျိုးတော့မဟုတ်ပါဘူးเนาะ micro page ကထားပါတော့သူဒီ sorry မှာဆိုလို့ရှိရင် sorry pro league မှာသူဒီရာဒီ23ဘွဲကစားထားရတယ်ပေါ့နော်23ဘွဲကစားထားရတယ်19ကိုတွင်းထားရတယ်29ဖန်တီးထားရတယ်ပေါ့ဒါဒါ data ပေါ့နော် ဒါပေမဲ့လို့ဒီကစားမကအသက်30ရှိပြီဗျာဒီလားနော်အသက်30ရှိပြီဖူလန်မှာကစားဘူးတယ်မိမမင်းအဲဟီလာမှာဘလောက်အချိန်ကြီးကောင်းပါတယ်ပြောပြောဖူလန်ကနေပြီးတော့ရောင်းခံရတယ်ဆိုတော့ကစားမတစ်ယောက်ကမင်းပြကျွန်တော်တို့အနေနဲ့ဒီတက်ပူကောင်းတဲ့အတင်းတင်းဖြစ်ဖို့ငါတို့ကြိုးပမ်းနေတယ်ဟေ့လို့သာပြောတာပူကောင်းခြင်းပူကောင်းတဲ့ကစားမတွေကိုကျွန်တော်ခေါ်မရမှာပဲဟုတ်တယ်မလားဒီကောင်ဘယ်လိုပြောမလဲဒီဖူလန်ရဲ့ဘက်ကတော့ဗျာဟိုကောင်ရဲ့ဈေးအကြီးပေးခေါ်တာပေါ့နော်ယူရိုတန်း90ကျော်လားမသိဘူးဒီကောင်ပေးခေါ်တာ အဲ့ဒီလုံကအဲ့ဒီလုံကဆိုလို့ရင်ဒီကောင် market value ကဘာမှမရှိဘူးယူရိုတန်း30တောင်မပြည့်ဘူးဗျအဲ့ဒီချိန်မှာကိုပဲအဟေလာကယူရိုတန်း90ကျော်ပြီးခေါ်တာတန်း90ကျော်ပြီးခေါ်တာဆိုတော့အခုလက်ရှိသူတို့ရောင်းဖို့ကျွန်တော်လုပ်နေပြီเนาะဖူလန်ကနေပြီးတော့သူ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 ထွက်ရတာပြောချင်တာကဒီကစားမကသူ့ဟာနဲ့သူတို့အချီကြီးကဟုတ်တယ်လို့ဖြစ်ပါသေးတယ်ဒါပေမဲ့လို့ value တွေကကျွန်တော်ကျသွားပြီဒီကွက်တန်ကြီးသူယူရိုတန်း20တောင်မပြည့်တော့ဘူး2026ခုနှစ်မှာသူအဟေလာနဲ့စာရုပ်တန်ကုန်မယ်ဆိုတော့အဆင်မပြေတော့ဘူး United က ဘယ်လိုပြောမလဲဗျအဲ့လောက်ကြီးတီးတော့ဗောနော်ကျွန်တော်တို့အနေနဲ့ဟိုအလုံးလောက်တာတွေကညံ့မနေသင့်ဘူးလို့ကျွန်တော်ထင်တယ်အာ zig zig ကိုကြည့်ပါဦး white line ကိုကြည့်ပါဦးသိတယ်မလားနော်ဒီကောင်းနေရှင်တော့အဲပူကောင်းတဲ့အဖြစ်ခွေမှုပဲနေလိုက်တော့မေသူများအသင်းနေဘလို့အလုံးလုံးနေတယ်လေအဲ့တော့သူများအသင်းနေဘလို့အလုံးလုံးနေတယ်လေနော်ပြန်မခေါ်ဘူးဗျာတည်လာမအစင်မပြေလို့ပရီးမီးယားလိဂ်ကနေထွက်သွားတဲ့ကစားမားတယောက်ကိုကိုရီတင်းကပြန်ခေါ်ဖို့လုပ်တယ်မြေဒိတ်ပဲကိုမရှိဘူးဒိတ်ပဲကိုမရှိဘူးဒီကစားမားကဘယ်လိုပြောမလဲ တကယ်ပြတော့ကစားမအနေနဲ့အမှန်ကန်အတင်းဘက်ကခေါ်ဝီကျူးပန်းနေဆိုလို့ရှိရင်အတင်းရဲ့ပလန်တွေကဘာမှမရှိဘူးလို့ချပြတယ်နဲ့တူတူပဲတူတူပဲကျွန်တော်တို့မှာအခုဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်ပါချီရိုအိုဘီကျွန်တော်တို့ရှိတယ်ဒီကောင်လေးရဲ့အနာဂတ်ဘယ်လိုဖြစ်လာမလဲချီရိုအိုဘီရဲ့လာမယ့်ရာသီအတွက်ရိုးကဘာဖြစ်လာမလဲအရန်ကမှနေပြီးတော့ဖြည်းဖြည်းချင်းကစားကွင်းရတဲ့ကစားမတယောက်ဖြစ်လာမှာလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင် first line နဲ့ player တယောက်ရှိမယ် နောက်ထပ် not second striker choice တယောက်ရှိမယ်အဲ့ဒါပြီးမှ၃ယောက်မြတ်တိုက်စစ်မှုဖြစ်ချီရိုကိုတွေးရမှာလားချီရိုရဲ့အနာကဘယ်လိုဖြစ်လာမလဲပြီးရင်ရောကျွန်တော် တိုက်စစ်မှုတယောက်ခေါ်မယ်ဆိုလို့ရှိရင် Whiteland နဲ့ Zigzy တွေက၂ယောက်ကတယောက်ကိုလက်လွတ်မှာလားထားပါတော့ကျွန်တော်တင်ထွက်နေတဲ့တန် Rasmus ကိုလက်လွတ်မယ် Zigzy ဒီ goal scoring striker မျိုးကျွန်တော်ဟုတ်မနေဘူးကျွန်တော်အကယ်လို့ကျွန်တော်အနေနဲ့ပေါ့နော်တိုက်စစ်မှုစစ်စစ်တယောက်ကိုခေါ်ဝင်ကျူးမဲ့တဲ့နေရာမှာ goal တွေတော့အာမခံချက်ရှိရှိနဲ့တွင်းနေနေမဲ့သူမှကျွန်တော်ရမှာတန်း80တန်း90တန်း100တန်းကစားမားတွေကိုမပြောသေးဘူးနော် ဒါပေမဲ့လို့ဂိုးတွေဒီမီထရိုဘစ်တို့ထက်တော့အမှန်ကန်သွင်းနိုင်နေမှကျွန်တော်တို့ရမှာမီထရိုဘစ်တို့ဘာလို့ကပြီးသွားပြီဗျာဒီလားဆိုတော့အသင်းအနေနဲ့ဒီလိုအပြောင်းရွှေ့တွေကကျွန်တော်တို့အနေနဲ့ဒီ iron site တဲ့နေမှာကျွန်တော်မပါတော့ဘူးเนาะ iron site တဲ့နေမှာကျွန်တော်မပါတော့ဘူးဗျာဘယ်လိုမှအဆင်ပြေမနေဘူးဒါမင်းဘောတော့တန်းတရာ plus metro beach နဲ့ဟေးမင်းတို့ကန့်လှန့်ရင်တော့ငါတို့ဗာလဲ bruno ကိုပေးမယ်ပေါ့ဒါမျိုးသတင်းနေလဲကျွန်တော်ချောက်ပြောပြောကြတာပဲမပြောချင်တာအသင်းဟာဒီထက်ပို့ပြီးတော့ရည်ရွယ်ချက်ကောင်းတဲ့လှုပ်ဆောင်ချက်တွေတော့ကျွန်တော်လှုပ်မှားရမယ် သူများအသင်းတွေလို Champions League ဝင်ဝင်ရမနေဘူးတို့เนาะသူများအသင်းတွေလိုမျိုးပြည်မလာပါလေဒီဟိုငွေတွေပါလေအများကြီးသုံးနိုင်ရှိမနေဘူးဆိုပေမဲ့လေလို့ဗျာဒီကစားမကိုခေါ်ဖို့အတွက်ကိုပဲပြန်လေတန်း40လောက်ကုန်မယ်ဆိုတာမျိုးကမြင်အတိတ်ပဲမှာမရှိတာเนาะတန်း40လည်းမြင်အတိတ်ပဲမှာမရှိတယ်ကျွန်တော်တန်း40နဲ့ဆိုလို့ရှိရင်နောက်ထပ်နည်းနည်းထပ်ဆိုင်ပြီးတော့အများကြီးပူကောင်းတယ်နှစ်လဲပူပြီးတော့သုံးလို့ရကြာကြာသုံးလို့ရတယ်ဆိုတဲ့ကစားမတွေဈေးကွက်ထဲမှာမြင်အများကြီးပဲဟုတ်တယ်မလားเนาะအများကြီးပဲ ော့အသင်းအနေနဲ့တိတက်ပူပြီးတော့တော့ကောင်းတဲ့ကစားမကိုတော့ကျွန်တော်တို့ခေါ်နိုင်မှကျွန်တော်ရမယ်မီထရိုဘစ်တို့ဘာတို့ဘက်ကိုလှည့်တရအကြောင်းကိုကျွန်တော်မရှိဘူးနောက်တစ်ခုကတော့ဒီသတင်းကိုတင်လာတဲ့ကဂျီကော့စ်ဘန်ပေါ့နော်ကျွန်တော်ပြောသလိုပဲဒီရီပေါ်တာက Chelsea reporter ပါ Chelsea fan reporter ပါနော်ဆိုတော့မှန်တဲ့သတင်းလည်းကျွန်တော်ရှိခွင့်ရှိမယ်ရှောက်တင်တဲ့သတင်းလည်းရှိရင်ရှိမယ်ကစားမားရဲ့အေဂျင့်ကြီးကပိုက်ဆံပေးပြီးလို့တင်ခိုင်းတဲ့သတင်းတွေကိုတင်လာလဲကျွန်တော်ဖြစ်ရင်ဖြစ်မယ်။ဒါတွေကဇီကွက်တမှာကျွန်တော်ဇာမူကဖြစ်နေကြပဲ ဆိုတော့အသင်းအနေနဲ့တေချာတာတခုကတော့မြင့်မြင့်တရင်ထွက်တာပြဿနာမရှိဘူးဒါပေမဲ့ကိုယ်အသင်းဘက်ကတကယ်ဒီအပြောင်းရွှေ့ကိုကျွန်တော်အနေနဲ့အာယုံဆိုက်ပြီးတော့မကျူပန်းဖို့ကျွန်တော်လိုတယ်။နော်မကျူပန်းဖို့ကျွန်တော်လိုတယ်ဆိုတော့အာမခံချက်တွင်တွင်ကိုအာမခံချက်ရှိတဲ့တိုက်စစ်မှုတယောက်ကျွန်တော်ရောက်လာမှရမယ်။အဲ့ဒါပြီးရင်ဂျိုရှူဝါ60ကိုကျွန်တော်က second choice tip ထားမှာဆိုလို့ရှိရင်ချီရူဦးဘီရဲ့အနာဂတ်ကိုကျွန်တော်ထည့်စင်စားဖို့ကျွန်တော်လိုတယ်။ကျွန်တော်တို့ကအာငေါကောင်လေးတွေငယ်ပါသေးတယ်လာမယ့်နှစ်တွေမှာမင်းဘယ်လောက်ပဲတုံတုံပြောကြပြီမယ်လို့ကျွန်တော်တို့အသိဉာဏ်နဲ့အနာကတ်မှာအဲ့လိုမျိုးနဲ့ ျွန်တော်အချိန်ကြီးမရခဲ့တဲ့ကစားမတွေအများကြီးပဲကျွန်တော်တို့အသင်းမှာဆိုလို့ရှိရင်ထပ်ပါတော့ Academy ကနေပြီးတော့ကစားမတွေအများကြီးထွက်တယ်သူတို့တို့အနာဂတ်မရှိတဲ့ကစားမတွေအများကြီးပဲအများကြီးပဲကျွန်တော်တို့နော်အဲကြောင့်ကျွန်တော်တွေးကြည့်ရင်အသင်းမှာကလူငယ်ကစားမတွေရဲ့အခန့်ကဏ္ဍလေးနဲ့ထက်တွက်မှကျွန်တော်ရမယ်နော် Mitsubishi တို့ဘာလို့လို့ကဏ္ဍတွေကိုကျွန်တော်ပြန်သွားဖို့ကျွန်တော်သင့်မနေဘူးနော် Mitsubishi တို့ကဏ္ဍတွေကိုကျွန်တော်ပြန်သွားဖို့ကျွန်တော်သင့်မနေဘူးနော်ဆိုတော့အသင်းမှာတော့ဗျာဒီຫນွေမှာတော့တိုက်စစ်ခေါ်ဖို့ကတော်တော်ခဲရင်ပါလိမ့်မယ် တိုက်စစ်ခေါ်ဖို့ကျွန်တော်တော်ခဲရင်ပါလိမ့်မယ်အထူးသဖြင့်အသင်းဘက်မှာကူကဒီຫນွေမှာကိုရီကဈေးလဲအမှန်ကန်တက်နိုင်နေပေါ့နော်ဝါမျိုးကရှိမနေတာလဲကျွန်တော်တို့တော်လေးတော့ခဲရင်တယ်နော်မင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါဆင်သမိုင်းနော်အီမီမာရီနက်စ်ကလည်း United နဲ့သဘောတူညီမှုရအောင်မေလို့တရင်ထွက်နေတယ်တဲ့ကျွန်တော်ကတော့ဘယ်တရင်မှမကြောက်ဘရာဒါဘယ်ကကြားလာတယ်တော့မသိဘူးเนาะဆိုတော့အဲ့ဘရာဒါကြားလာတဲ့နေရာပဲသွားမေးပါเนาะကျွန်တော်တို့ကတော့လက်ရှိမှာဘယ်တရင်မှကျွန်တော်ထွက်မနေဘူးဆိုတော့ကျွန်တော်ပြောသလိုပဲဗျာเนาะလူတိုင်းက United တရင်တင်ညင်ရတယ်ဒီလားဆိုတော့ United ကအမှန်ကန်အလုပ်လုပ်နေတယ်ဆိုလို့ရအဲ့ဒီတင်ကတက်လာမှာစိတ်ချနေရာတိုင်းမှာတကယ်သာသဘောတူညီမှုရသွားတယ်ဆိုလို့ရအဲ့ဒီတင်ကတက်လာမှာလက်ရှိကွန်ညာတင်လို့ပဲကွန်ညာဟီဝီကိုဖြစ်သွားပြီသဘောတူညီမှုရသွားပြီ okay နေရာတိုင်းမှာတက်လာလိမ့်မယ်နော်နေရာတိုင်းမှာတက်လာလိမ့်မယ်ဆိုတော့ဟိုတချို့တင်တွေကကျတော့နော်ကျွန်တော်ကိုယ်နဲ့လိုက်ပြောစရာမလိုဘူးလို့ထင်တယ်ပြရမလားဆိုတော့လူတိုင်းကကျွန်တော်တင်ကြမှာဗျာတကယ်တင်ဆိုရင်ပြရမလားနော်ဆိုတော့လိုက်ကြည့်ပါတင်တွေတက်လာပါလိမ့်မယ်တင်မတက်ရင်တော့ညူရောနော်ဘာဟိုဘာမှမဟုတ်တဲ့တင်တွေလို့ပဲမှတ်ယူထားပါဗျာ အက်စတွန်ဗီလာကတဲ့နော်အဲကစားမမော်ဂန်စရိုဂျာကိုချူပန်းတင်နေဗျာတဲ့အဲကျွန်တော်ကတော့လက်ရှိမှာရိုဂျာစတိုးဘာလို့ကဒီတက်တာမယ်လို့မထင်ဘူးပေါ့နော်ဒါအပြင်နံပါတ်10ရူကလည်းကျွန်တော်ကအန်ပွေမူရူဘာလို့ကိုခေါ်ဖို့ချူပန်းနေတာဆိုတော့ကုညာရှိမယ်အန်ပွေမူရှိမယ်မေဆန်မောင်းရှိမယ်နဲ့ဆိုတော့တည်ကြတယ်ကျွန်တော်နောက်ထပ်နံပါတ်10ရူကတော့ခေါ်ဖို့မချူပန်းတော့ဘူးလို့ကျွန်တော်ထင်တယ်ဒါပြတိုက်စင်မှုကလည်းအတင်ဘက်ကခေါ်ဖို့ချူပန်းမှာဆိုတော့နံပါတ်10ရူကြီးကျွန်တော်ထက်ခေါ်မှာကျွန်တော်မဟုတ်တော့ပါဘူးနော် ပေါက်ကြရတဲ့ရှောက်မခေါ်ပါနဲ့ဗျာလေတွေ့သူ sorry မှာနေပါစေကျွန်တော်ပြန်30ဗျာဒီလားအတိတ်ပဲကိုမရှိဘူးဟုတ်တယ်မလားတန်း30အတိတ်ပဲကိုမရှိဘူးเนาะမီရှိုဘစ်ကိုဗျာတဲ့ United စီကပေါင်တန်း40နဲ့ရောင်းပြီးတော့ Osimhen ကို85တန်းပေးပြီးတော့ဝေချင်နေတာတဲ့เนาะအသက်30ကိုပေါင်တန်း40ကတော့များလုံးနေဗျာတဲ့အေးတယ်ဟုတ်တယ်မလားအသက်30ကိုမင်းပေါင်တန်း40ပေးအောင်ဒီကောင်ဘရူနိုလည်းမဟုတ်ဘူးဗျာเนาะဘရူနိုဆိုရင်တော့မင်းเนาะမင်းတန်း100 120မင်းပြောရင်ပြောပါဟုတ်တယ်မလား စီကိုကိုနီကအငားချခံရနေလားတဲ့စီကိုကိုနီကအငားသွားရမှာပါအတင်းဘက်ကတခါကျွန်တော်တို့အနေနဲ့တရင်နေတဲ့ကြောင့်ထွက်ပြီးသားစီကိုကိုနီဒီကျွန်တော်တို့မျှော်လင့်လို့ရတဲ့ player တယောက်ဒါပေမဲ့သူຫນွေမှာအတင်းကနေပြီးတော့အငားသွားရမယ်လို့သူ့ကိုပြောထားပြီးသားပါနော်အဲကွင်းလေအတွက်တဲ့ဆန်နလန်ကဘယ်လီဟန်ညခွန်နိုင်လားတဲ့မခွန်နိုင်ပါဘူးဒါတရင်မှလည်းမထွက်ပါဘူးဆိုတော့အချိန်ကြီးရကတော့ကျွန်တော်အနေနဲ့ပေါ့နော်ဘာတရင်မှကိုကျွန်တော်မထွက်မနေဘူးနော်တရင်မထွက်တဲ့ကစားမတွေကကိုဒီပြိတ္တတွေစိတ်ကူးတွေပဲကျွန်တော်ရှိတယ်ဗျာဒီလားတချို့တရင်တွေကစိတ်ကူးတွေကြီးပဲနော် common spam နဲ့ကောင်တွေ ban ပြရတယ်နော်ဟုတ်လားဘယ်သူ spam တော့ခဏရေနော်အင်းတတိယ common နေတော့အများကြီးတက်နေလာမဲ့ spam တော့ဘာညာမလုပ်သေးဘူးနော် mohammed gudis ကိုခေါ်မှာပြရတယ်အဲဒီကြတာတော့မခေါ်ပါဘူးကျွန်တော်ခဏပြောလေကျွန်တော်တို့အံပွဲမှုကိုခေါ်ဖို့လုပ်နေတာကူဒစ်တို့ဘာလို့ကိုခေါ်မှာမဟုတ်ဘူးเนาะဟွိုင်းလန်စားရတယ်เนาะအဲရက်ရှီရက်ရှီဝိုးတဲ့စင်တာဖော်ဝတ်ကိုထားတာမှပိုကောင်းပါအောင်မြင်ရတယ်။စောက်ပြင်းကိုကျွန်တော်ထားတဲ့အကြောင်းမရှိပါဘူးเนาะစောက်ပြင်းကိုကျွန်တော်ထားတဲ့အကြောင်းမရှိပါဘူး ဆိုတော့เนาะပြင်းတဲ့ကောင်တွေအတင်းမှမရှိခြင်းတဲ့ကစားမားတွေကိုကျွန်တော်တို့ကမတန်တဆတွေပြီးပြီးတော့ထားစီအကြောင်းမရှိပါဘူးเนาะ white land ကိုထားတာမကောင်းအောင်မှ rush boot ထားရတဲ့ white land ဘာလို့လဲကိုမှုသွင်းနေတာပဲရှိမှာ rush boot ကကိုလေးမသွင်းနိုင်ဘူးပြေးလည်းမပြေးနိုင်ဘူးလူလည်းမလူချင်ဘူးဟုတ်တယ်မလားဘာလို့မာလဲเนาะဘာလို့မာတော့เนาะ Manchester City ရဲ့တော့ PSA မှုကိစ္စဘယ်လိုပြီးသွားလဲကြားမိသေးလားဗာတရင်မန်ကိုမထွက်ပါဘူးဆရာသမားရေเนาะအဲ Manchester United က number 6တို့ခေါ်မလာတယ်ပြောကြည့်ပေါ့ number 6တို့ခေါ်ဖို့ကတော့တရင်မထွက်ဘူးဆရာသမားကြီးဒီလား အဲ့ဒါကိုပဲကျွန်တော်အစိတ်ပူဆုံးဖြစ်နေတာကိုရီလိုအပ်ပါတယ်ဆိုတော့ကွင်းလေကွင်းလေဟာအရင်တိုင်ပဲလို့နဲ့လက်ရှိကျွန်တော်တို့ခံစစ်မှာကြုံရတဲ့ပြဿနာအများစုကအစကကွင်းလေပဲကွင်းလေမှာကျွန်တော်တို့တော်တော်ပြဿနာကြီးတယ်ပြဿနာကအဲ့ဒီကွင်းလေကိုကျွန်တော်လက်ရှိမှာအာမဖြစ်နိုင်ဘူးဖြစ်နေတာနော်ခေါ်ဖို့အတွက်ဗာတရင်မှလည်းကျွန်တော်တို့နေမကြဘူးဖြစ်နေတာကွင်းလေကခေါ်ရမှာနော်ဘရိုက်တန်ကကျွန်တော်ကာလုစ်ပါလေဘာလို့လူစားမာတွေအမှန်ကန်ခေါ်ရမှာပြဿနာကအဲ့ဒီကွင်းလေဗာတရင်မှဒဇက်မှကျွန်တော်အခုချိန်ထိမထွက်ဘူး အသင်းဘက်ကတော့တိုက်စစ်ကိုအရင်ဆုံးဦးစားပြီးကျူးပန်းနေတာလည်းဖြစ်ကောင်းဖြစ်မှာပေါ့လေ။ဘာလို့လဲဆိုတော့တိုက်စစ်တရင်နေကြီးပဲထွက်တာကိုဒါဗီမဲ့လို့ပေါ့နော်။တိုက်စစ်ကကစားမားတွေကဈေးကြီးနေတယ်ဆိုရင်ကိုင်းလေဘက်ကိုကျွန်တော်ကိုရနိုင်တဲ့ကစားမားတွေကိုအမှန်ကန်ခေါ်ဖို့ကျူးပန်းမှာပဲ။နော်ဆိုတော့ကိုင်းလေနဲ့ပတ်သက်လို့ဗာတရင်မှန်ကျွန်တော်မထွက်ပါဘူးနော်။ okay အဲဆိုတော့ပေါ်ပါ free ဖြစ်နေပြီတဲ့เนาะစောက်ပြင်းနေမခေါ်ဘူးလို့ကျွန်တော်ခဏကပြောပြီးသားပါအတင်းပါเนาะအတင်းမှာစောက်ပြင်းနေ virus ကောင်တွေကျွန်တော်မခေါ်ပါဘူးเนาะ virus တွေစောက်ပြင်းနေကျွန်တော်တို့အချောင်လူချင်းတဲ့ကောင်တွေအတင်းဘက်ကခေါ်ဖို့မရှိပါ okay အတင်းဘက်ကခေါ်ဖို့မရှိပါဆိုတော့ query fan page တဲမှာလည်းအဲ့အရာကိုသဘောကျနေတဲ့သူတွေကျွန်တော်ရှိရယ်ကျွန်တော်မှတ်တင်ပါတယ်သူတို့ရှိတုန်းကအတင်းဟာဘလို့ချင်းနေဖြစ်ခဲ့တယ်လို့ကျွန်တော်မှတ်တင်တယ်ဗောနော် Ineos တို့ကဗျာတဲ့အားရကြည်နေဆရာကိုမရှိဘူးတဲ့ခုချိန်လည်းပဲကျွန်တော်ရှေ့ကထွက်ထားတဲ့တိုင်ပတ်နေတဲ့အချိန်ကြီးမှာတဲ့နော်အဲဆူတော့ဘယ်လိုပြောမလို့ဟိုဟာတယောက်ကုညာတယောက်နဲ့တင်ပဲတဲ့ကျွန်တော်တို့ချွေးတိတ်နေတာတဲ့ပြောမြောက်ထက်ပြီးတော့နော်ဘယ်သူတွေခေါ်မလဲမယ်နောက်ထပ်တက်လာလောက်ကြောင်းမှာနောက်ထပ်ကစားမတယောက်ကိုခေါ်ဖို့တက်လာလောက်ကြောင်းမှာစိတ်ချဆရာသမားစိတ်ချနောက်ထပ်တက်လာလောက်ကျွန်တော်ကြောင်းမှာနော်တက်လာလောက်ကျွန်တော်ကြောင်းမှာမလေး โอเคบรูโนထွက်သွားမယ်ဆိုလို့ရှင်တဲ့เนาะကွင်းလဲมาတဲ့အဲဆိုတော့အဇီနဲ့အစားထိုးကျင်တာဗျာတဲ့ဘလို့ထင်လဲတဲ့ကျွန်တော်ကတော့ဖာနန်ဒက်စ်ထွက်တယ်ဆိုရင်နံပါတ်10ရုပ်နဲ့ထပ်ပြီးတော့အစားမထိုးသင့်တယ်လို့ကျွန်တော်ထင်တယ်ဖာနန်ဒက်စ်ထွက်ရင်စင်ထရယ်မစ်ဖီးဒါကောင်းကောင်းတယောက်နဲ့ကျွန်တော်အစားထိုးရတော့မှာနံပါတ်10ရုပ်ဒီကွန်ညာကစားမယ်ပြီးလို့ရှင်အန်ပွဲမူကလေးခေါ်ဖို့လုပ်နေတာဖြစ်တဲ့အန်ပွဲမူကျွန်တော်ရှိမယ်ထားတော့ဗျာတေးကြတဲ့ဘရူနိုဖာနန်ဒက်စ်ကိုရောင်းလိုက်ပြီးဆိုကြတဲ့ကအဲ့ငွေနဲ့အန်ပွဲမူကိုရောက်အောင်ခေါ်มาပဲအန်ပွဲမူရှိမယ် ပြီးလို့ရှိရင်ကုညာရှိမယ်ဝင်းဘက်မှာကစားနိုင်တယ်လို့နံပါတ်10လို့လည်းကစားနိုင်တယ်အာမက်ဒီယာလို့ရှိမယ်ပြီးရင်မေဆန်မောင်ကျွန်တော်ရှိမယ်ကျွန်တော်မှာနေရိုနံပါတ်10ကကုညာနဲ့နောက်ထပ်တယောက်ပဲကျွန်တော်ခေါ်မှာဖာနန်ဒက်စ်ကိုလက်လွတ်မယ်ဆိုရင်မဖြစ်မနေအစားထိုးရမှာကစန်ထရယ်မီဖီဒါနံပါတ်6နံပါတ်8ပဲကျွန်တော်မှာနံပါတ်10လို့ထပ်ပြီးတော့အစားထိုးစီရကျွန်တော်မလိုတော့ဘူးเนาะမလိုတော့ဘူးကျွန်တော်မှာဆိုတော့ဘရူနိုဖာနန်ဒက်စ်ကိုကျွန်တော်နေနေပေါ့နော်အဇီနဲ့အစားထိုးစီရမလိုဘူးအတင်းမှာကွန်ညာရှိနေပြီဗျအဇီနဲ့ကတူတူပဲမင်းအစားထိုးစီရမလိုတော့ဘူး ော်ကျွန်တော်တို့ခုနကပြောတဲ့ Carlos Bale ဘာလို့ဘာလို့စားမပြီးနံပါတ်6 player တွေနံပါတ်8 player တွေကွင်းလေမှာ strong ဖြစ်တဲ့ physically strong ဖြစ်တဲ့မြန်တဲ့ tackle ကောင်းတဲ့နော်ဘောလုံးနဲ့တူဆွဲပြေးနိုင်တဲ့ဆိုတော့ energy ကောင်းတဲ့လူငယ်တွေကိုကျွန်တော်တို့ခေါ်မှကျွန်တော်တို့ရမှာနံပါတ်10တို့ကကျွန်တော်မလိုတော့ဘူးဆရာသမားရယ်နော် Okay အဲ okay ကိုမောင်မောင်ဆိုတဲ့တယောက်ကျွန်တော်ဒီကွန်မန့်ကိုကျွန်တော်ဘယ်တော့ကိုကျွန်တော်ဒီကွန်မန့်ကို ဘယ်လိုပြောမလဲကျွန်တော် ignore လုပ်ဖို့ကျွန်တော်ကြိုးပမ်းနေတာဒါပေမဲ့ဒီဘက်စပန်နာများနေတော့နည်းနည်းပြောပြလိုက်အောင်မနော်ဟာကီမီကိုခေါ်ဖို့မကြိုးစားတာတကယ်အံ့ဩတယ်ပေါ့သူများတင်းနေဆိုကစားမကောင်းနေကြီးပဲခေါ်နေတာဒါပေမဲ့ United စိတ်နဲ့ပါနဲ့ brother အဲ့လောက်တုံးသလားဗျာဒီလားကျွန်တော်ပြောနေတာအဲ့လောက်တုံးသလားနော်ကိုအသင်းကခေါ်တိုင်းမင်းကစားသမားရမယ်လို့နော်ဘသူကမြန်ဘာဘာကိစ္စနဲ့မြန်ထင်းနေတာထားပါတော့ဟာကီမီကိုကဲ brother ပြောလို့ခေါ်လိုက်မယ်ဘာကိစ္စနဲ့မင်း PSG ကရောင်းမယ်လို့ထင်ရတယ် ဘာကိစ္စနဲ့မြန်ကစားမလာမလို့ထင်ရတယ်လို့အဆင့်15မှာနော်နော်သူမြင်သူများအပေါ်အသင်းကြီးချီရှူးနေရတဲ့အချိန်မျိုးဘယ်သူကလာမှာတော့အဲ့လောက်တုံးသလားဗျာကျွန်တော်ပြောနေတာအဲ့လောက်တုံးသလားအဲ့အဲ့ comment အကြောင်းရေးဖို့တွေအဲ့လောက်တုံးသလားပြောပြနေတာဟမ်အဲ့လောက်ထိတုံးသလားကိုအဲ့လောက်ဘာမှအဲ့လောက်လေးကိုမင်းမတွေးနိုင်ဘူးလားဒီလားနော်အမြင်တိုင်းကကျွန်တော်တို့နေဘယ်တော့ value အမြင်တိုင်းကဒါပါတော့ဗျာမတူညီဘူးဆိုပေမဲ့အဲ့လောက်ထိနော်လူတိုင်းဟွာဗျာမင်းတို့ကျွန်တော်တို့က value မဖြစ်ဘူးအမြင်တိုင်းကနော်နော်ကိုပြောနေတာနည်းလေးစဉ်းစားအောင်သိရမှာနော်အဲ့လောက်တုံးသလား ြည့်ရမယ်နော်စိတ်ဂျက်စင်ကားတဲ့မန်ချက်စတာယူနိုက်တက်ကိုဝယ်မယ်ဆိုတာတဲ့နော်ဟုတ်လားတဲ့နော်โอเคလော့တ်ဘာတင်းမန်ကျွန်တော်မတက်သေးပါဘူးဒီနေ့လည်းပြောရတဲ့မြေအောင်ပါသေးတယ်တဲ့နော်နောက်ထပ်လူတစ်ယောက်တော့ခေါ်ပြီးတော့ပြည်သက်ဒီကိုတင်းတီးတီးဖိတ်တဲ့ုံမယ်ထင်ပါတယ်ဗျာကျွန်တော်နောက်ထပ်ကစားမတစ်ယောက်ဝယ်ဖို့အတွက်တက်လာတော့ထက်ကြရင်ကြမှာပြောမရဘူးနော်တက်လာတော့ထက်ကြရင်ကြမှာနော်အတက်လာပြီးသွားရင်အဲပြည်သက်ကြီးကပြောလိုက်ရင်နောက်တစ်ယောက်ထက်ကုန်ပြီးလည်းမပြီးသွားပြီကိုအသိမှလူတယ်ဆိုတဲ့နေရာတိုင်းကိုအာမဖြစ်တော့ဘူး ။အခုတော့ရှိတာပေါ့လေလူတွေစုတဲ့နေရာတိုင်းကိုအားဖြည့်ရအောင်မင်း၁၁ရောက်လုံးပြောင်းမှရမှာ။ဟုတ်တယ်မလား။ကုညာပြီးသွားပြီဆိုရင်နောက်ထပ်၁၀ရောက်လောက်ပဲကျွန်တော်ပြောင်းမှရမှာ။ဒါပေမဲ့လို့၁၁ရောက်လုံးတော့ကျွန်တော်မပြောင်းနိုင်ဘူးလေ။ဆိုတော့ဒီရာဒီမှာအလွန်ဆုံး၄ရောက်လောက်၄ရောက်လောက်ရောက်လာတယ်ဆိုလို့ရှိရင်ကိုပဲ Ineos ကထိုင်ရှိခိုးဖို့ကောင်းနေပြီ။၄ရောက်လောက်ရောက်လာပဲဆိုရင်ကိုပဲထိုင်ရှိခိုးဖို့ကောင်းနေပြီ Ineos ကိုသိလား။တော်တော်ကြီးကိုကြားပါတယ်။ကွန်ညာရဲ့အပြောင်းရွှေ့တောင်မှသဘောတူညီမှုရပြီးတဲ့နောက်မှာကိုပဲတော်တော်ကြီးကိုကြားတယ်။ တဲ့နဲ့အပြောင်းအရွှေ့တွေဆိုလို့ရှိရင်မင်းကလှမ်းဝေးပေါ့ဆိုတော့ဒါကြောင့်ဟိုအံပွေမူတို့ဘာလို့ခေါ်ဖို့တရင်ထွက်တယ်ဆိုပြီးမဲ့လေလို့ပေါ့နော်ဘလောက်ထိမြန်ကိုရီကငွေတုံးနိုင်မှာလဲငွေမတုံးနိုင်ဘူးလဲဟင်ကြော်ဒါမှုကရှိသေးတာဒါတော့မှပေါ့နော်အံပွေမူကသူများအသင်းနဲ့အပြိုင်မခေါ်ရမှာနော်ပြိုင်ခေါ်ရအောင်မယ်ဆိုဘာမှဖြစ်လာမှာမဟုတ်သေးဘူးဒီလားဆိုတော့အသင်းအနေနဲ့ဒါကြောင့်နောက်ထပ်တစ်ယောက်ထပ်ခေါ်ဖို့ကတော်တော်ကိုကြာတော့မှာပါကြားထဲမှာဟိုဟိုဒီဒီတရင်နေပဲကျွန်တော်ပြီးဆုံးသွားလိမ့်မယ်ထင်ပါတယ်ကျွန်တော်တို့ထင်တာမှားပါစီပေါ့ဗျာနော်အသင်းဘက်ကတကယ် အလုံးလုံးပြီးတော့ခေါ်ပြီးပါစီပဲကျွန်တော်တို့အနေနဲ့ဒါမျှော်လင့်ရမှာပဲကက်စမေရိုထွက်လို့ရှိရင်လည်းကွင်းလယ်အဖြစ်ကဦးကာတီးနဲ့တော့ဆက်ဆော့လို့မရဘူးထင်တယ်ဗျာတဲ့နော်ဦးကာတီးအပြင်ကိုပဲကျွန်တော်တို့ကနောက်ထပ်ကွင်းလယ်ကစားမကောင်းကောင်းတယောက်လိုတာကျွန်တော်ပြောလို့ပဲခုနကပြောတဲ့ကစားမမျိုးကျွန်တော်လိုတာပေါ့နော်ကွင်းလယ်မှာဦးကာတီးနဲ့တယောက်ထင်းနေတယ်တော့တေချာဖို့မရဘူးဗျာကက်စမေရိုထွက်မယ်ကျွန်တော်မထင်ပါဘူးကက်စမေရိုကိုဘယ်သူခေါ်မလဲဒီဘက်ကိုတုံသိန်းခွဲဗျာကစားမလည်းအချင်းကြီးကပြီးသွားပြီဘာမှမလုပ်နိုင်တော့ဘူးဟုတ်တယ်မလားဘယ်မစော်ဒီရအောင်တရင်မထွက်တာကျန်တဲ့တင်တရင်ထွက်เสียအကြောင်းကိုမရှိဘူး ော်အိမ်ပြန်ုံပဲကျန်တော့တာဗျ United Carrier ပြီးရင်အိမ်ပြန်ုံပဲကျန်တော့တာဘယ်အသင်းမှစကားသွားကစားဖို့မလွယ်တော့ဘူး Rockets မဲတို့ရောင်းထွက်ဖို့ကဖြစ်နိုင်ကြီးဟာအရင်နေတယ်ဆိုတော့နောက်ထပ်ကွန်းလင်ကစားမတယောက်ထပ်ခေါ်ဖို့ကျွန်တော်ကြိုးပမ်းပါကဲစမဲရူထွက်ရင်ဥကာဒီတယောက်တည်းကတော့ဖြစ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးเนาะဆိုတော့ကျေးဇူးများတင်ပါတယ်ဆရာသမားကျေးဇူးများတင်ပါတယ်လောလောဆယ်ကျွန်တော်တို့ဒါကြီးနေတဲ့ညိုတွေ6300ကျော်ရှိပါတယ်ဆိုတော့ကျေးဇူးများတင်ပါတယ်ဆိုတော့ဒါကတော့အသင်းနဲ့ပတ်သက်လို့ဒီနေ့ညရထားတဲ့အပြောင်းအရွှေ့သတင်းတွေပေါ့လေဂျားထဲမှာ breaking news တွေပါရင်းမြန်း တက်လာသေးတယ်ဆိုလို့ရှိရင်ကျွန်တော်တင်ပြီးသွားမယ်ပေါ့ဒါမှမဟုတ်မနက်ဖြန်မနက်မှာပဲကျွန်တော်ဆက်ပြီးတော့တွေ့ကြမယ်ပေါ့နော်အတင်းရမနက်ခင်းတင်းနေမှာပို့ပြီးတော့တော့တေချာတာကတော့ကုညာပြီးသွားပြီးတဲ့နောက်ပိုင်းမှာအတင်းဘက်ကထက်ပြီးတော့ကျွန်တော်ဒီအပြောင်းရွှေ့တင်းနေကဟေးဝီကိုတို့သိတယ်မလားနော်ဗာလဲ breaking news တွေတော့ရှိဖို့ကျွန်တော်မရှိတော့ပါဘူးနော်ဆိုတော့ခြေတိများတွေမှာလည်းမနက်ဖြန်လိုက်မှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ